ာတယ်ဒါလေးကမတော်မရလည်းမလူချင်းပေါင်းမြန်ကလေးတွေကြီးကနော်ခုဘဝတစ်ခုရက်တည်လို့ရရင်တော်ပြီဒါနဲ့ချမ်းသာမှလည်းမဟုတ်ဘာကြော်သိတယ်ဟုတ်တယ်မလားအဲ့တော့သူတို့လာတော့လည်းသူတို့လည်းအများကြီးမကုန်ကြမှမရှိဘူးဘာကြော်သိလာရင်၄-၅00နဲ့သူတို့လုလို့လို့ရတယ်ချားနေရာမှာထိုးကာရင်၈00နဲ့၁00တောင်းတယ် ။သမင်းနဲ့ထုတ်8000လောင်းယူတယ်။ငါ2000ပဲယူတယ်။ရွှေနဲ့လည်း2000ပဲယူတယ်။ချို့နေရာဒီမှာဆိုရင်တော့အဲ့လိုအဲ့ဒီစကားတွေမပြောချင်ပါဘူးလေနော်။ဒီသဘောလေးပေါ့နော်ကလေးတွေကသဘောပေါက်ပါလား။အဲ့တော့ရောင်းနေပါလေမဆက်တော့တပေးဖို့တော့မရဘူးလေတော့မတော်အောင်ဟိုမှာ

တော်တော်စစ်ချီရတယ်သမီးရသေးလားလောက်ရလားလေသမီးခုလုံနေတဲ့ပုံကသမီးကြည့်လိုက်လောက်စစ်ချီရလဲဆိုတော့ခကြီးငွေကြပါအများကြီးလည်းမတောင်းလူငယ်လေးတွေအစင်ပြေတော့စင်ပြေတော့ပဲပါယူတာမတရားလည်းမယူသူဆိုတော့ပါယူရတာမသိဘူးလေဘာကျော်ဒါလုတ်ပေးပါဆိုဘာကျော်တော့လုတ်ပေးလိုက်တာပဲပေါ့အဓိကကတော့သူတို့ဒါပေါ့သူတို့စလုံးလေးတွေနဲ့ အတူကအကုစလေပါပဲနောက်ဆုံးတော့ပြောရရင်တော့ကုစလေပေါ့ကုစလေပါပဲအဲဒါပဲဒါပဲဟောမညော်စီမှာလောဘဒေါသမောဟမပါတဲ့လူမလာဘူးလေအေးချမ်းနဲ့လည်းခြေခင်လာကြတယ်အဲသူတို့တွေအေးချမ်းဖို့အတွက်ဘာကြောအကူညီပေးတယ်ပေါ့အဲ့ဒါမျိုးပေါ့နော် နာမည်ဒီမှာကတော့ဥကြော်ပေါ့ဥကြော်ပဲခေါ်ပါတယ်ဥကြော်လို့လည်းခေါ်ကြတယ်အေးဘာလုပ်တဲ့လုပ်ငန်းကတော့သမီးရဲ့ဘယ်လိုပြောမလဲညာမှုလက်မှုပညာပေါ့သမီးကနော်ကျိုးထိုးတဲ့ပညာရနော်နော်ဒါစိတ်လည်းညင်နေနော်လူတော်တော်များလည်းမလုံနိုင်ဘာဖြစ်လို့မလုံနိုင်လားဆိုရင်တော်တော်စစ်ချရတယ်သမီးကသိလားလောက်ရလားလေသမီးခုလုံနေတဲ့ပုံကသမီးကြည့်လိုက်လောက်စိတ်ရှိရလဲဆိုတော့ခကြေးငွေကြပါအများကြီးလည်းမတော်ဘူးလူငယ်လေးတွေအစဉ်ပြေတော့ ဆင်မြေတလောက်ပဲပါယူတာမတရားလည်းမယူတော်များမဟုတ်သိပါတယ်သိကြတယ်ဆိုတာတော်တော်များဟိုနေလူမြာနေမြာပုဂ္ဂိုလ်တွေလည်းပါစီကိုလာကြပါတယ်ခုနလိုပါလဲဆိုတော့ဒီမြာရတော်လန်းလူလည်းမလုံနိုင်ဘူးပတ်စံအများကြီးရတာမဟုတ်လေအများကြီးလည်းတောင်းလို့မရဘူးကိုကလေးတွေကခြေနေရကြည့်ပြီးကိုကဆင်မြေပြင်းနဲ့လှုပ်ပေးရတာပေါ့နော်သူတို့လာတယ်ဆိုတာလည်းဘာတက်တက်တက်တာလေကိုယ်စိန်လုံးကြတော့မတရားမယူဘူးတော့အော်တော့သူစိတ်တိုင်းကြမတို့ကဒါညီး ဒီနေ့ဘာနဲ့ကဒါတွဲနေတာလဲတွဲညီတွန်းခွဲတာနောက်သားရှိသေးတယ်၃ယောက်ဘာလို့လို့တာရှိတယ်သမီးအိမ်မှာတော့အတ်ထဲတွေဘာတွေလာတာပေါ့နော်အဲ့ဒါမျိုးဘနယ်တွေဘာတွေကလည်းလာတာပေါ့တော့ကိုနိုင်တော့လောက်ရတာပေါ့မြင်တော့ညမနေဘူးမြညာဆိုတော့သမီးကဒါဟိုတို့ပြောဟမ်းမိတ်ပဲပြောကြအောင်ပေါ့နော် ။ဘာကြောင့်လဲအင်္ဂလိပ်စကားတွေပါဒီမှတ်တော့အသိမပြောတာဟုတ်။ Handmade ဆိုတော့သူကဒါလက်ဖြစ်လုပ်ငန်းလားဒီလိုပြောတာလား။အဲအဲ့လိုလိုကတော့ထင်လား။ကိုကအင်္ဂလိပ်လိုလည်းမကြွတော့တော့ပြောတော့တော့ကျိုးထိုးတာပေါ့တို့လိုဘယ်မှာလိုပြောရင်တော့အေးဒါလေးကတော့တမီးပြောရင်တော့အဓိကဆရာရယ်လို့တော့ဘာကြောင့်ဟိုတော့မြန်မာရောင်းတာဒီကျိုးထိုးတာမဟုတ်အဲ့ခက်ကကျိုးထိုးဆရာဘာဟိုဆုလိဘူဂျိုလမ်းမောမှာ လာပြီးတော့ तू तू ထိုးတဲ့ဟာလေးဒါတွေကိုဘာကြောရောင်းခိုင်းလားဘာကြောရောင်းတာရောင်းတော့ तू နဲ့ဘာကြောနေအောင်လွတ်တွဲတွဲနဲ့ဆင်းသိမ့်မပြေတော့ဘူးသမီးက तू ကပြည့်စည်မချတော့ဘူးမချတော့ဘာကြောကတရားငငယ်လေးကသူတို့အိမ်မှာနေခဲ့တယ်28လမှာနေတော့ဆိုဒီမျိုးလေကောင်မှာဘယ်နေရာပါရောင်းနေဆိုတာဘာကြောကအကုန်လုံးမသိတော့ဘူးမချတော့ဦးကဘာကြောပြင်းထွက်ပြီးကိုယ့်အကိုရှာတော့ဗော तू ကမချတော့အဲ့လိုလုပ်တော့အတော့ရောင်းနေပါလေမဆက်တော့တော့ဒါပေဖို့တော့မရဘူးလေတော့မတော့ဘူးဟောမှာ ။နော်ဟောတပြေးပြေးနဲ့သမီးကြီး။တပြေးပြေးနဲ့လုတ်ကွက်ကညှိလာပြီးအဆင်ပြေလာတာပေါ့သမီးဟာအဲ့လိုပြောအောင်ပေါ့နော်။ဆရာဆိုတာတော့ဒါမြင်ဆရာလည်းရှိတာပေါ့သမီးဟာ။မရှိဘူးပြောရင်တော့နည်းနည်းရိုင်းလာပေါ့။သူ့ဟာကြည့်ပြီးကိုထိုးခဲ့တာကို။သူကမြင်ဆရာပေါ့သမီးဟာအဲ့လိုမျိုးပြောရတယ်။မြင်ဆရာပေါ့နော်ဆရာတော့ရှိတာပေါ့။ဟုတ်လို့လို့ပြောလို့ရပုံစံမျိုးဒါအကြောင်းဆိုရအောင်။အော်ဒါလည်းသူတို့အခုသူတို့အခုကလေးတွေကသူ့မှာစတယ်။ဒါသဘင်ပြီးပဲမှာသူတို့ခုနာမည်လေးတွေကပြန်ခက်စားတယ်။ မိမိနာမည်မိမိမြတ်တုထားတဲ့လူနာမည်ဒါမျိုးကြီးခိစားနေပေါ့တမီးအလားမျိုးအခုဘာပြောရတော့ကဆုံလာပြီဘုရားနေ့သူဘက်ကတေးကစပြီကလေးတယောက်ကလာပြီးတော့ဒီမှာဗာစီကြိုးအပေးနေသူကတရတ်မုံမှာတစ်တော်မတင်လိုက်တာအဲ့ဒီမှာစာလေးတွေနဲ့ခုနတမီးပြတာဒါမျိုးလေးတွေဒါလေးတွေကအဲနာမည်လေးတွေနဲ့တခါတည်းကလေးတွေလာတော့ဘာလဲအဲ့ဒီလာပြီးနေတော့ဥပ္ပဆောင်ညီကသူညီနဲ့သူနဲ့နှစ်ယောက်ဒီမှာရောင်းနေအဲ့ဒီကနေစတာခုဘာ တလတီကြော်ပြီပေါ့ကလေးတွေတောင်းဆော့အားပေးလာသူတို့ကလည်းဘာကြော်ရင်းနှီးနေပြီလေအစ်တော်တွေမှာမြင်လာတော့အဲသူလာလာရင်းနဲ့အခုတော့ဒီစာခစ်ရောက်တာပေါ့အရင်ကသပင်အရင်ကသပင်နဲ့ရစ်ကြတာပေါ့ဟိုဟိုမှာကလေးနှစ်ယောက်ကသပင်နဲ့ကျင်းမှာဒါသူတို့လည်းတယောက်နဲ့တယောက်ပေါ့လေတံမိုးထားပြီးတော့လုံးမြူတဲ့သဘောမျိုးပေါ့တမင်ရယ်နော်အဲ့လိုမျိုးပေါ့နော်သပင်နဲ့ကျစ်တယ်ရွှေနော်တို့ရွှေလေးတွေမှာအချူလေးတွေပေါ့တယုတ်ကအယုတ်လေးတွေအဲ့အလေးလေးတွေ အဲ့လေးလည်းဘာလို့ကြစ်တယ်ဈေးအများကြီးမြည်ဘူး2000ပဲအခု2000တခုမှ2000ပဲဟိုဒီပြည်နေရာကြီးပြောမယ်မကြောင့်တိုက်ခိုက်တယ်ပြောမှဆိုလို့မပြောတော့ဘူးနော်ကိုကကိုစုံစမ်းကြည့်တော့ဘယ်လောက်ယူလဲဆိုတာကိုကတော့2000ပဲအဲ့ဒီသမီးကလည်း2018ကတည်းက2000အခုလည်း2000ပဲဒီကျိုးနဲ့ထင်ရသမီးအဲ့ဒီတုန်းက400ပဲရှိတာအခုဘယ်လောက်ဝယ်ရလဲဘာလို့စကင်ကို11500ပြသွားပြီကဲဒီဒီဒီကျိုးကလည်းဒါပိုးကျိုးတွေဟာအကောင်းကောင်းလေးသုံးပေးထားတာဒီလောက်ပဲယူလာ နလိုပါသမီးကဘာပြောမလဲဆိုတော့ဘာကျော်ဘာသာရေးခြေခံတဲ့သဘောမျိုးပါပဲမတော်မတရားလည်းမလူချင်းပေါင်းသမီးအကလေးတွေကနော်ခုဘဝတစ်ခုရက်တီလို့ရရင်တော်ပြီဒါနဲ့ချမ်းသာမှလည်းမဟုတ်ဘာကျော်သိတယ်ဟုတ်တယ်မလားအဲ့တော့သူတို့လာတော့လည်းသူတို့လည်းအများကြီးမကုန်ကြမှမရှိဘူးဘာကျော်စီလာရင်၄၅00နဲ့သူတို့လှုပ်လို့ရတယ်ချားနေရမှာထိုးကားရင်၈000တောင်းတောင်းတာသမီးနဲ့ထိုး၈000တောင်းယူတယ်ဘာ၂000ပဲယူတယ်ရွှေနဲ့လည်း၂000ပဲယူတယ်ချို့နေရာဒီမှာဆိုရင်အဲ့လိုအဲ့ဒီစကားတွေမပြောချင်ပါဘူးမင်းနော် ဒီသဘောလေးပေါ့နော်ကလေးတွေကသဘောပေါက်ပါတယ်အဲမျိုးတွေလည်းပါတော့ဒါကြောင့်ကလေးတွေကအားကျော်စီကိုအများဆုံးလာနေကြတော့ပေါ့အဲဒီလိုလေးပြောလို့ရတယ်အခုဒါလည်းသမီးရနိုင်ငံတကာမှာတော်ခေစားနေတာပေါ့နော်ဒုတာနည်းနည်းလေးပြမတော်လို့မသိတာထိုင်းလိုပါလို့မှဆိုတော့တော်တော်မြန်မာတွေရတိတယ်အဲဒီသမင်း2018ကဆိုတော့ဒါမေးရလေအဲထိုင်းနေမှာကြတော့ဘာစီကိုလှမ်းပြီးပါဆယ်ပို့ပြီးဂျိုးထုတ်ခိုင်းတာအဲ့လောက်ထိပေါက်မြောက်သွားတာအဲ့တော့အဲ့လိုဆရာကြီးစကားမျိုးတော့မပြောချင်ဘူးသမီးကသူ့နေရာနဲ့သူကတော့ အိမ်နှုံးမုံဒါအိမ်နှုံးလုပ်မှုလုပ်ငန်းတွေရှိတယ်သမီးကဥမာဖဏတ်တို့ပါလို့ဆိုတော့အိမ်နှုံးမှာလုပ်တာသူကသူတို့လုပ်တဲ့လုပ်ကိုဘယ်သူမှမမြင်အောင်သူတို့တခါတည်းပိတ်လုပ်တာဘာလေ့လာတော့တော့ဒီတိုင်းမဲ့ကျိုးပြနေတဲ့အချိန်တွေကလည်းအများကြီးရှိတယ်ဘာကြော်တယ်တိုးတဲ့လူတွေလည်းအများကြီးရှိတယ်ဒါပေမဲ့သူကအပြင်ကိုထွက်မလာအောင်သူကအိမ်ထဲမှာလုပ်ပြီးတော့ဆိုင်နေပို့တော့ပါသမီးရဲ့ဘာကြော်တော့အဲ့ဆိုင်ပို့တော့မကြိုက်ဘူးဘာလို့မကြိုက်တာလဲဆိုတော့ရင်းနှီးနှဲတာပေါ့သမီးကဘာရင်းနှီးရတယ်အများကြီးမဟုတ်တော့နည်းနည်းပဲရှိတော့လေအများကြီးပို့လို့မရအောင်အဲ့ဒါကြီးကဟိုတင်းကြီးသေးတို့ကုံသေးသားတို့အဲ့လိုမှပို့လို့ရတယ် လုတ်ပြီးတော့လေဒီဇိုင်းလေးတွေအဲ့လိုပို့လို့လည်းရတယ်ရှိတာတော့ပညာရှင်တွေအများကြီးရှိတယ်ဒါပေမဲ့သူတို့ကပညာကိုပြင်ထုတ်မပြဘူးဘာကြောတော့ဘဒူးတတ်တဲ့ကိုဟာလုတ်နေတာမြင်ကြည့်သမီးကြီးလည်းကြည့်ရတယ်ကိုပညာကိုလူမြင်မှာစိုးလို့ပုံပုံပြီးတော့လုတ်တယ်လုတ်တော့မလုတ်အောင်ဘာကြောသမီးတို့မြင်တဲ့အတိုင်းပဲဒီမှာတွေ့လားဘာကြောဒီထိုးတဲ့ဟာလေးကိုကြည့်လိုက်လာတိကျရဒီမှာကြည့်သမီးကိုအင်းကိုအယုတ်ကိုထိုးတဲ့ပုံအားလုံးကြည့်လို့ရတယ်ဒီမြညာရသမီးတို့တတ်သွားပါဝမ်းတော်လာသေးတယ်ကိုလူငယ်တွေ ဟုတ်လားခင်မိသွားပြီပေါ့အဲ့လိုမျိုးပြောခြင်းလားနော်ညီညာရမရှိဘူးဗျာကျော်ဒီမှာလာတယ်ဘယ်လောက်ပေးရမလဲဟုတ်ဘာလို့ကလည်းချိန်မရလို့ပါလင်းလန်းမဖွင့်ဘူးလားတို့ကတို့ကိုထမင်းနဲ့ရှာတာနဲ့လင်းလန်းဖွင့်ဖို့အချိန်မပေးနိုင်ဘူးလို့ပြောနေသူတို့ငါကျော်၄နိုင်၅မိနစ်တည်းကမြေတာပို့ထားပေးလားဒီနေ့ကြွားရောက်မဲ့လူတွေပုံကိုယ်တွေအားလုံးမြေတာတော့ရွတ်ပြီးတော့ကြမ်းမဖို့ချမ်းသာဖို့ကိုယ်စီလာတဲ့ကလေးတွေဖိတ်ကင်းရန်ကင်းဖို့ဒါဘာကျော်နေလိုက်လာလောက်တဲ့အလုပ်ပဲ ။ဒါသမီးတို့ပါသွားပြီဒီနေ့ရောက်တဲ့တော့နော်။နေတော့ဘာကြောင့်နေတိုင်းပထမရွတ်တဲ့ရွတ်ပြီးရင်မြေတာပို့ပေးတယ်။ကြော်ကဆရာနှစ်နှစ်၃၀ကြော်ကြီးသမီးတကယ်ပတ်ဝန်းကျင်တော့ဖြစ်သွားတော့6နှစ်9နှစ်လောက်ပဲရှိသေးတယ်။နော်တကယ်ဝရင်းကတော့ဒါတတိယအကြိမ်ပြောရမှာ။စမေးကနှစ်ကြိမ်ပေါက်တယ်သမီးက။2018ကတခါ။နော်အဲ့တော့ကြခိုးပဲချမ်းပါရောင်းတယ်။တခါပြီးခဲ့တဲ့2023ကိုဗစ်ကာလမကင်ပြီးတင်မာလဲတခါလူပဲရုပ်ရှင်ဝင်လာကြတာပြည့်နေတာပဲလူ9ယောက်ညနေမှာထမင်းစားရတယ်အဲ့လိုကြီးထိုးခဲ့ရတာ ဘာလို့ချမ်းသာလို့မချမ်းသာဘူးဆေးအခိုင်မတောင်းတာမှမဟုတ်တာရရတဲ့ပစံကလည်းသိလားနည်းနည်းလေးနဲ့လှုပ်ထားတော့ချမ်းတော့မချမ်းသာဘူးခုနလိုပေါ့ကိုယ်လူကြီးလည်းများတယ်ကိုယ်စီလည်းအပေးဆရာဟောလာပြောတာငါဖောက်တယ်ဒီပဲဒါဖောက်တယ်ဒီဒါဆရာသမားချမ်းလုံကဘာကိုရင်ချမ်းလုံကမရှိပါဘူးသမီးရဒါလေးပဲဒီကိုတော့လာရတာပေါ့နော်တပတ်မတည်းပဲနာသူ့လေးပဲတည်းနာဗာဗာတည်းနာပေါ့အဲ့လိုနာပြီးလို့ချက်လုံးကမရှိဘူးပြောမှာ၁၄ရက်ကဥပိုးလိုက်လား เนาะไอ้มาไอ้มานี่ล่ะไอ้มานี่ล่ะบ่เนาะนาวเตี่ยวต้าชื่อดีต้าก็โหดีไซน์นี่ทุบตาดูทุบตาไอ้ดีไซน์นี่อะများสุดานี่สุตะเมียคลิปเนี่ยทุบตาชิ่ญเนี่ยบ่เนาะနိုင်ငံကဆင့်မြင့်မိတယ်နိုင်ငံကဆင့်ဝင်မိတယ်ဒါတွေကဒါဒါလေးလောက်ပဲဒါတွေကဒါတွေကြတော့ဘာလို့ကလစ်သုံးတဲ့အတွက်3000 2500အဲ့လိုယူတယ်ဟိုကတည်းက1500ယူတယ်ဟိုကတည်းက1500 1500ဟာဒီတွူးလေးအာထိုးကသမီးရဲ့ဒီလိုတာမန်ထိုးတာကတော့ဒါကြစာကြတော့တလို့900 ဒီတထိုးက1500ယူတယ်သူကစားတလုံးကို900ယူထားတယ်ဒါပေမဲ့သူကခုဘယ်နှလုံးသမီးခုနှစ်လုံး1400 1500ရကြတယ်ဒါပဲဘာမှအများကြီးမကြောက်ဒီရန်ရှော်ပြီးအဆင်ပြေလားဆိုတော့သမီးရတရားတရားဆောင်ရင်အောင်တယ်ဆိုတဲ့အတိုင်းပါပဲသမီးရသွင်းစားဖို့ကတော့ချိန်ကြတယ်မပူရပါဘူးစားဖို့တော့ဖို့တော့ရတာပဲမတော်ခက်ခဲဆိုတော့မယုံအောင်ဘောနော်အဲ့နှမျိုးပဲအဲ့မိုးလေးရွာရင်တော့နည်းနည်းနေရတာဟဲ့လားနေရလဲကျင်းတော့သမီးရ နည်းနည်းလေးခက်ခက်ရှိတာပေါ့နော်အဲ့လိုမျိုးပါပဲအဲ့အခုနောက်ပေါ့ဒီလိုလာရင်တော့သမီးလာပါတယ်တကယ်လာရင်တော့9000 8000အဲ့လိုမျိုးလိုတွေဒီရောင်းရတယ်အဲ့ဟိုသမီးတို့ကတိတ်ချီရတယ်လူကလည်းဒါအားများတာသမီးဒီလိုမဟုတ်ဘူး9ရောက်ထိုးရတယ်ဒီသမီးအရင်ကလည်းအဲ့လောက်ပဲဒါမဲ့အရင်ဆက်လိုက်တော့သမီးကတယောက်မှတစ်သောင်းခွဲနှစ်သောင်းအဲ့လောက်ပဲကြာတော့အများကြီးမကြာမအောင်ခုအများကြီးယူထားတာမဟုတ်ဘူးလေမတရားလည်းယူထားတာမဟုတ်တော့ဟာဥကျော်ဆိုတော့အရင်ရှိတယ်သမီးကဆိုင်ဘုကအကွာအိမ်မှာတိတ်ထားတယ်မိုးတွန်းကလာမလို့ဥကျော်ဟမ်မိတ် ။တော့အားရမယ်ပေါ့နော်။ခုကျော်ဟတ်မိတ်ဆိုပြီးတော့ဆိုင်မုတ်တင်လာတော့ရင်ရှိတယ်။အခုကမိုးတွန်းကာလာဆိုဘတ်ကျော်အဲ့ဆိုင်မုတ်ဖြုတ်တာကလား။ခုကျော်ဆိုတော့တော်များသိပါလေ။တော်တော်များများသိတယ်ဆိုတော့အမှုပညာနယ်မြပုဂ္ဂိုလ်တွေကတော့သူကတော်တော်ဝါသနာပါတယ်ဒါကိုလေသူတို့ကြအဲ့လိုမျိုးမဟုတ်ဘူးကြီးသူတို့ကဘာနဲ့လှုပ်တာလဲဆိုတော့မြင်သူတို့ကဘာနဲ့လှုပ်တာလဲဆိုတော့နမူနာလေးပြအားသမီးဒါလေးတွေဒီချင်းမရီလေးတွေဒါလေးကြီးကြတော့မန္တလေးတိုင်းကထွက်တာဒါလေးတွေ ဒါမျိုးလေးတွေလည်းမအတော်တော်လေးမစိုးအောင်မြင်နေတာလေးတွေနော်ဒါလူငယ်တွေတကယ်နေရာကောင်းတော့ဈေးကြီးတာပါမြင်ဘာစီမှကျတော့အဲ့လောက်ဈေးမကြီးဘူးလေလာပါလေဘာစီဒါတရားလေးတွေလေအဲဒါမျိုးလေးတွေသူကအဲမျိုးလေးသူတို့ကသူတို့ဒီမှာလည်းထိုးတယ်လူသိမရှိဘူးလို့ဘာကြားရလဲဒီလားထိုးတယ်လူသိမရှိဘူးလို့ကြားရတယ်။အော်သူတို့ကလည်းအဲ့ထိုးတော့ထုတ်တယ်။အခုကသမီးရဲ့အခုကချိန်ကတော့ကိုအဲ့မှာလည်းကုန်ညာပြတ်နေပါတယ်မလာပါဘူး။ပစ္စည်းလည်း ထက်ခဲ့တယ်ဖြစ်နေကြတာပေါ့နော်။အဲ့လိုမျိုးတွေပေါ့။ချဲဘူကမရှိပါနဲ့။ဒီ area မှာအဲ့လိုလုပ်လို့လည်းရအောင်မပေါ့။ပြဒီလောက်နဲ့ပဲကိုပြင်တော့ပေါ့နော်။ဒါတော့နိုင်ပါတယ်တမီးတော့ဆို။နှစ်ယောက်နှစ်ယောက်နဲ့နိုင်တယ်လေ။လူသိမ့်များမှာ၃ယောက်ပေါ့တမီး။ဈေးကရမ်းများတယ်တမီးသွားတယ်ဈေးလာတယ်ဈေးက။အဲ့ကြောင့်လူကချိန်ပြီးလုံနေရတာ။ဟာတမီးကဘာမှမရှိဘူး။ဟိုကဂျီဒီကဂျီနဲ့လောက်ခဲ့ရတာ။ခုတော့လေနည်းနည်းဘယ်လိုပြောမလဲ။အင်အားနည်းနည်းကောင်းလာတာပေါ့တမီး။ခုတော့နည်းနည်းအခြေအနေကတော့ကောင်းလာပြီပြောအောင်ပေါ့။ဒါပေမဲ့ တကယ်တန်ဖိုးကြီးတဲ့ပစ္စည်းမတင်နိုင်သေးဘူးအဲ့တော့ရင်းနေရမရှိဘူးရင်းနေရနေတယ်အဲ့ဒါကြောင့်နောက်တော့လမ်းဟောသမီးကနော်ပစ္စည်းတန်ဖိုးကြီးလည်းပါလျှော့ရောင်းတယ်အများကြီးတင်မရအောင်အဲ့တော့ဟိုတချို့စကလုံးတွေကဘဝစကားကလည်းကျေပြတ်နေတားလျှောက်ပြောလို့မရဘူးဘာလို့တကယ်ရောင်းနေလုတ်စားတဲ့လူတွေထိခိုက်ကုန်အဲ့စကလုံးကိုထိမ်ပြောရတာလေးမြင်ရှိရပါ။အမကျော်ပတ်စံမပါဘူးရတယ်လှုပ်ပေးလိုက်မယ်လားကအဲ့လိုမျိုးတကယ်ပါတကယ်ပြောတာသမီးလက်တွေစား ဟိုတကားဟိုစကားပြောကောင်းအောင်လို့ပြောတာတော့မဟုတ်ခက်ခက်ရှိလကားပေးလိုက်ဘုံလင်းပြောတာနော်သမီးဒါကတစ်ဖက်လူနေပြောတဲ့စကားမဟုတ်ကိုကိုလူသူတော့ကောင်းလို့လည်းပြောတာမဟုတ်ကိုချင်းစာဆက်စိတ်ဘာမှအပြည့်ရှိတယ်အဲ့ဒါအဲ့ဒါပြောချင်တာနော်အဲ့ဒါမျိုးပြောတာကျုပ်လူငယ်တွေဘာမှမပါဘူးမပါဘူးဒါမျိုးတွေကြုံရတာပေါ့နော်အမြင်လားလို့ဆိုမှမပါဘူးတစ်ခါတလေပါနော်လာခဲ့ပါတယ်အဲ့လိုတော့သူဆိုတော့ဘာယူရလဲတော့မသိဘူးလေဘာကျော်ဒါလှုပ်ပေးပါဆိုဘာကျော်တော့လှုပ်ပေးလိုက်တာပဲပေါ့ ဒါအဓိကကတော့သူတို့ဒါပေါ့သူတို့စလုံးလေးတွေနဲ့အတူကောအာကုစလေပါပဲနောက်ဆုံးတော့ပြောရရင်တော့ကုစလေပေါ့ကုစလေပါပဲအဲဒါပဲဒါပဲဟောမကျော်စီမှာလောဘဒေါသမောဟမပါတဲ့လူမလာဘူးလေအေချမ်းနဲ့လည်းခြေခင်လာကြတယ်အာသူတို့တွေအေချမ်းဖို့အတွက်ဘာကျော်အကူညီပေးတယ်ပေါ့အဲ့ဒါမျိုးပေါ့နော်အာဘာလို့ဆယ်နာရီဆိုရင်ညီမောင်းအရင်ရောက်တယ်ဘာကျော်ဆက်တစ်ခွဲလောက်မှနော်အိမ်မနဲ့လိုအပ်တဲ့ဟာလေးတွေလောက်ရလေးရရှိတယ်ပေါ့နော်အဲ့ဒါမျိုးပေါ့နော်အဲ့လိုဘာဒီဆက်တစ်ခွဲလောက်ရောက်တယ် 9:00ကျော်လောက်ဆိုတော့ဘာကျော်လို့သိနေ9:00ကျော်လောက်ဆိုဟိုပြန်ရတယ်ဝေးလာတော့လေ9:00ကျော်လောက်ဆိုသိရတယ်စပြီးတော့မြို့လဲဆိုတော့ပိုင်တော့မမကြီး9:00လောက်ရောက်ရောက်ရောက်ပေါ့မြို့ဟိုမှာဆိုတော့ဝေးနေတော့ကားစီးရမားနေပါနဲ့မကြိုက်ဘူးလေအဲ့ဒါကြောင့်လိမ့်လာ30တလန်ထိပ်ပဲဒါပဲပူကျဘာကျော်မှရှိတယ်30တလန်ထိပ်နော်လောကျဆင်ထွားတော့တဲ့ဖေးမှာပေါ့တမီးကဒါလိုပဲပြောလို့ရပါ